မတီဖူယိုသလိုင်းကြီးရှိနေကြပြိတ္တမြအားလုံးမေင်္ဂလာပါခင်ဗျာရန်ကုန်မြို့ထဲမှာကျမပြုလုပ်လျက်ရှိတဲ့ပွဲမျိုးမျိုးခန်းနာမျိုးမျိုးတို့ရိုက်ကူးတက်ဆက်ပေးနေတယ်ရန်ကုန်မြို့ဝင်းကျဲစီစဉ်ကနေကြိုးလိုက်ပါတယ်ကျွန်တော်ဒီကနေ့တက်ဆက်ပေးသွားမှာကတော့ရန်ကုန်မြို့မြောက်ကလာဘမြို့နယ်မှာအသစ်ဖွင့်လှစ်လိုက်တဲ့19 store ရဲ့မြောက်ကလာဆိုင်ဝင်းသစ်ဖွင့်လှစ်ခြင်းအခမ်းအနားကြောင်းရိုက်ကူးတက်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ပြိတ္တမြအားလုံးမေဒီကနေ့ခန်းနာမျိုးမျိုးမျိုးဆုံးလင်းဆောင်သိရှိနိုင်စေဖို့အတွက်အခုလိုရိုက်ကူးတက်ဆက်ပေးလိုက်ရပါတယ်လိုက်ပါကြည့်ရှုပေးကြပါအောင်ခင်ဗျာ ပရိသတ်များအလုံးအတွက်ဒီကနေ့မှာဆိုရင်တော့ရန်ကုန်မြို့မြောက်ဥကလာသုတ္တမလမ်းမကြီးပေါ်မှာအသစ်ဖွင့်လှစ်လိုက်တဲ့ Warnice Store ရဲ့စေဆိုင်မြောက်မြောက်ဥကလာဆိုင်ဝဲသစ်ဖွင့်လှစ်ခြင်းအခမ်းအနားကြောင်းကိုရိုက်ကူးတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။အဆိုပါအခမ်းအနားကိုတော့ Warnice ရဲ့မိဟောင်းမိသစ်ကစတမာများဖိတ်ကြားထားသောအမှုပညာရှင်များအထူးဧည့်သည်တော်များဝဝနိုင်ဆိုင်ဝဲသစ်ကိုလာရောက်အားပေးကြတဲ့ဈေးဝယ်သူမိဘပြည်သူများစုံလင်စွာတက်ရောက်လာခဲ့ကြပါသည်။ 119 store ဆိုရင်ရွေးချယ်စရာများပြပြီးဈေးနှုန်းချိုသာတာကြောင့်လူသိများထင်ရှားခဲ့တာဖြစ်ပြီးယခုအခါမှာဆိုရင်စိတ်ဆိုင်မြောက်ဆိုင်ခွဲတီဖွင့်လှစ်နိုင်တဲ့အခမ်းအနားကိုပါတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်ဝါနိုင်းစတိုးရဲ့စိတ်ဆိုင်မြောက်မြောက်ကလာဆိုင်ခွဲတဲ့ဖွင့်လှစ်ဖြစ်ခဲ့ပုံများနဲ့ပတ်သက်ပြီးဝါနိုင်းစတိုးရဲ့ဒါရိုက်တာ ကိုကျော်သီဟလွင်မှာအခုလိုပြောကြားပေးခဲ့ပါတယ်အော်ဟုတ်ကဲ့ခင်ဗျာဒီကျွန်တော်တို့ရဲ့ဒီမြောက်ဥကလာဆိုင်ခွဲဟာဆိုလို့ရှိရင်ကျွန်တော်တို့ဝဝန်းနိုင်ရဲ့၁၀ဆိုင်မြောက်ဆိုင်ခွဲဖြစ်ပါတယ်။အော်ပြီးခဲ့တဲ့၄လပိုင်းတော့၉ဆိုင်မြောက်ဆိုင်ခွဲကိုဒီအာတောင်ကလာပါရမီမှာဖွင့်ခဲ့တယ်ပေါ့နော်။ဒါကတော့၁၀ဆိုင်မြောက်ဆိုင်ခွဲပါ။ဟုတ်ကဲ့ခင်ဗျာ။အော်ဟုတ်ကဲ့ခင်ဗျာဟိုပါပေါ့ဒီနေ့ပွဲလေးရတော့ဒီဒီနေ့ဒီအော်တိုဘာ9ရက်နေ့ညမှာ Grand Opening ပါတီကျင်းပတာပါဟိုကျင်းပရတဲ့ရည်ရွယ်ချက်ကတော့ဟိုကျွန်တော်တို့ရဲ့ဒီမြောက်ကလာဆယ်ဆိုင်မြောက်ဆိုင်ပွဲကိုအာကျွန်တော်တို့အသီးမိတ်ဆွေတွေအများတန်း customer တွေเนาะကျွန်တော်တို့ရှင်မှာအများတန်းဝယ်တဲ့ model တွေအလှဖန်တီရှင်တွေ daily customer တွေအတွက်ဟိုမိတ်ဆက်ဟိုဘာပေါ့ဆိုင်ဟိုမိတ်ဆက်ပြတ်တာတဲ့အစီအစဉ်လေးပေါ့เนาะပြင်အစဉ်ကအာထူးခြားပါတယ်ထူးခြားရဲဆိုတာကဟိုဘာပေါ့ ဒီမြောက်ကလာမှာဆိုတော့ဟိုနေရာကျကျဝန်းနဲ့ဟိုဟာဖွင့်ဖွင့်လို့ရတယ်ဟိုအရင်ဝန်းနိုင်ရဆိုင်တွေကဟိုမြောက်တော့အဖြစ်ကမြို့ထဲမှာတွေများတယ်လေဒေါင်းတောင်းမှာများတဲ့ခါကျတော့ဟိုနေရာအပြစ်ဆိုလို့ရှိရင်အနေငယ်ချင်းတဲ့အတွက်ကြောင့်ကိုပြကျင်တဲ့ decoration တွေကိုပြကျင်တဲ့ဟို customer ပေးကျင်တဲ့ service တွေ message တွေကိုပေးရဖို့ရတဲ့ခက်ခဲတာပေါ့နော်အခုလို့ဒီမြောက်ကလာမှာလိုဆိုင်နေရကြကြဝုန်းနဲ့ဆိုတော့ decoration အစ lighting အစဟို display အစဟို customer ဟို ဟိုကျွန်တော်တို့ကုမ္ပဏီကပေးခြင်းနဲ့ဟို percentage အပြည့်ပေးနိုင်ပေးနိုင်အောင်ကျွန်တော်တို့စီစဉ်ထားပါတယ်ခင်ဗျာဟုတ်ကဲ့ဟုတ်ကဲ့ခင်ဗျာအာရှေ့ဆက်လဲကျွန်တော်တို့ရဲ့ဟို customer ဟိုပေါ့နော် customer တွေ CEO ဝန်ထမ်းအမြင်နဲ့ရောက်လာမယ်ဆိုတော့ဟိုဟိုပေါ့စောင်ပုတ်လေးပေါ့နော်ကျွန်တော်တို့ကုမ္ပဏီရဲ့ဆိုတော့ customer တွေနားကိုအမြင်နဲ့ဝန်ထမ်းအရောက်လာမှာဖြစ်တဲ့အတွက်ကြောင့်ဟိုမြို့နယ်တိုင်းမြို့နယ်တိုင်းမှာဖွင့်လှစ်နိုင်အောင်လို့ဟိုစူးစမ်းနေပါတယ်လို့ပြီးတော့ဟိုပါပေါ့ နောက်နှစ်ပေါ့2019ပေါ့နော်2017မှာဆိုရယ်လဲဟိုကျွန်တော်တို့အင်းစိန်အင်းစိန်မှာနောက်ထပ်ဒီလိုဆိုင်ကြီးဖွင့်ဖို့ရှိပါသေးတယ်ဟိုဟိုခက်ခက်နားနားနဲ့အပြင်စင်တွေအစပေါ့နော်ဟို customer တွေစိတ်ဝင်စားအောင်လို့စူးစမ်းနေပါတယ်ခင်ဗျာဟုတ်ကဲ့ယခုအစ်စ်ဖွင့်လှစ်လိုက်တဲ့ One Nine Store မြောက်ကလာဆိုင်ခွဲဟာဆိုရင်ဆိုင်ရဖွင့်လှစ်တဲ့နေရာဆိုင်ရဖွေစည်းမှုနဲ့အမျိုးသား fashion မျိုးသမီး fashion ကလေးဝေဖက်ရှင်အလှပဆိုင်ရာနဲ့အခြားလူသုံးကုန်ပစ္စည်းများစသည်တို့ကိုတနေရာထဲမှာစုံလင်စွာဖြင့်အလွယ်တကူဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်ဝန်နိုင်စတိုရဲ့ကွန်ပျူစီများရဲ့ quality ၊ဈေးနှုန်းချိုသာမှုနဲ့ဝန်ဆောင်မှုများကြောင့်လာရောက်ဝယ်ယူကြတဲ့ customer များအနေနဲ့ ိမ်ပြေလွယ်ကူသက်သာပြီးသဘောကျနှိမ့်ဆိုင်စေပါအမှန်ပဲဖြစ်ပါတယ်။ 1993ခုနှစ်ကနေပြီးပေါ့ဗောနော်19စိုင်ပိုင်းရှင်ဖြစ်တဲ့အာကြီးတွေကဗိုလ်ချုပ်ဈေးကိုသွားတဲ့အခါမှာဒီပေါ့နော်ဗိုလ်ချုပ်ဈေးမှာဖက်ရှင်ကြတာလေးမြင်တဲ့အတွက်ဒီကစားမတွေကိုအရန်လှချင်တဲ့စိတ်ဆန္ဒစေတနာဖြစ်ပြီးတော့နိုင်ငံပေါင်းဆောင်ဝင်တဲ့ brand တွေကိုတင်သွင်းပြီးတော့ကစားမတွေလှစေချင်တဲ့ဆန္ဒနဲ့ဒီဆိုင်လေးကိုဖွင့်ပြပါတယ်ရှင်အာ19မှာဆိုလို့ရှင်ဝန်ထမ်းတွေကဟိုကောင်တာ၉ခုနဲ့ပေါ့နော်သူ တာဝန်တိုင်းပေါ့နော်ဝန်ထမ်းတွေကိုတက်ကောင်းတာမှာဟိုနှစ်ယောက်နှစ်ယောက်နဲ့ဟိုအခုဆိုလို့ရှိရင်ဒီဘက်ခစ်တစ်၁၂တစ်မှာအဖွဲ့အစ်စစ်စတမ်နဲ့ကိုရောင်းချပေးနေပါတယ် customer တွေအတွက်ဝန်ဆောင်မှုကတော့အရင်တော့က119ဖွင့်ခဲ့လို့ရှိရင်ဒီပေါ့နော်ဟို အလကုံရှိရဲဖနက်ရှိရဲအဲ့လိုမျိုးလေးရောနေတယ်ဒီဘက်ခေကာလာကြောက်တော့ဟိုခေစနစ်ကဖွံ့ဖြိုးလာတာနဲ့အညီတနေရာထဲမှာယောက်ျားလေးပစ္စည်းဆိုရင်ဒီဆိုင်အစ်စ်တွေမှာဆိုအစ်စ်တွေဖွင့်နိုင်ဖွင့်နိုင်ပါတော့ယောက်ျားလေးပစ္စည်းယောက်ျားလေးဖနက်တွဲတဲ့ပေါ့နော်ကစတမာတွေစိတ်ကြိုက်အထက်တိုင်းတက်ဆရာမလို့လူချင်းတဲ့ပစ္စည်းကိုတွဲပြီးရှိနိုင်အောင်စီစဉ်ပြီးတော့ဖွင့်လှစ်ထားပါတယ်အမတို့လည်း အမြဲတမ်းပေါ့နော်19ဆိုင်စာဖွင့်မှဒီယခုချိန်ဒီအားပေးနေတော့19ရဲ့ကာဆတ်မှာထမင်းရှင်ကျေးဇူးရှင်တွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်အမြဲတမ်းဆိုင်ဖွင့်နိုင်မြို့နယ်တိုင်းမှာဖွင့်နိုင်အားပေးပါလို့ဆုတောင်းပါတယ်ဒီကနေ့ကျင်းပါတဲ့19 store ရဲ့စေဆိုင်မြောက်မြောက်ကလာဆိုင်ခွဲ Grand Opening Party မှာဆိုရင်ကြွားရောက်လာတဲ့အပရိသတ်များအတွက်စားသောက်ဖွေရများဖြင့်တည်ခင်းအိတ်ခံခြင်းအမတ်တရလက်ဆောင်များပေးရခြင်း ဝေါ်နိုင်စတိုရောက်ကလာဆိုင်ဝဲတဲ့ဖွင့်လှစ်ခြင်းအထိမ့်မှကိမုတ်ခွဲခြင်းတို့အပြင်ငွေကျပ်9000ဘူးနဲ့အထက်ဝယ်ယူသူတိုင်းအတွက်ကူပိုနဲ့အခြားမှတ်တရလက်ဆောင်များမဲဖောက်ပေးခြင်းစတဲ့ပျော်ရွှင်စရာအစီအစဉ်များကျင်းပပြုလုပ်ခဲ့တာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ ုတ်ကဲ့ဝန်ဝန်နိုင်မိသားစုအစတည်းကလည်းအောင်မြင်မိသားပါအောင်မြင်မိသားစီးပွားရေးတစ်ခုပါအာဒါပေမဲ့လို့အခုထပ်ပြီးတော့ဆူတောင်းပေးချင်တာကတော့ဒီဝန်ဝန်နိုင်ဒီထပ်ပို့ပြီးတော့အောင်မြင်ပါစေပြီးတော့ဒီထပ်မကလည်းဆိုင်အကြီးကအကြီးဆုံးမြန်မာနိုင်ငံမှာအကြီးတစ်ခါအကြီးဆုံးဖွင့်နိုင်ပါစေလို့နောက်ထပ်ကစိတ်ရင်းနဲ့ဆူတောင်းပေးချင်ပါတယ်အရာဝန်ဆောင်မှုတွေလည်းထပ်ပို့ပြီးတော့အများကြီးပေးနိုင်ပါစေလို့ဆူတောင်းပေးချင်ပါတယ်ရှင့်ဟုတ်ကဲ့ကျွန်တော်တော့ဒီ fashion sign နေမှာပေါ့နော်ဝန်နိုင်အောင်လည်းအရန်ကြိုက်တယ်အဲ့ဒီတော့ကြောင့် ီချက်မကပို့ပြီးတော့အောင်မြင်ပါစေအောင်မြင်မှုရရှိထားတဲ့ထပ်မကပေါ့နော်ပို့ပြီးတော့အောင်မြင်ပါစေလို့ပြီးခဲ့ကြတော့နောက်ထပ်ဆိုင်ကိုရီအစ်စ်တွေအများကြီးလည်းပဲထပ်ပြီးတော့ဖွင့်နိုင်ပါစေလို့စီတောင်းပေးပါရယ်ဟုတ်ဒီတန်းမကဆိုင်သစ်တွေလည်းအများကြီးနဲ့ထက်လက်ပြီးတော့ဖွင့်လင်းဆက်လက်ပြီးတော့အောင်မြင်နဲ့ဖွင့်လင်းနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးပါရစေ။ ဝိုင်းတိုင်းကတော့အများအားကျွန်တော်တို့ရဲ့ဝယ်ဖြစ်တယ်အများအားအပအပဖြစ်တယ်အော်ဒီလိုဝန်ဝန်တိုင်းကလည်းတိထမကအောင်မြင်ပါမှာဟုတ်ကဲ့ပြဝန်ဝန်တိုင်းကဒီဖွင့်ပေးအနေနဲ့ကျွန်တော်လာတက်ရောက်တက်ရောက်ဖြစ်တာဝန်ဆောင်မှုတွေပြောစရာမလိုဘူးများဟုတ်ကဲ့အကုန်လုံးအဆင်ပြေပါတယ်များဟုတ်ကဲ့အော်ဝန်ဝန်တိုင်း fashion shop ကြီးလည်းတိထမကအောင်မြင်ပါစေလို့အဲတိထမကလည်းနိုင်ငံကျော်တဲ့ fashion shop ကြီးဖြစ်ပါစေလို့ကျွန်တော်ဘက်ကဆုတောင်းပေးပါပြည်သူများခင်ဗျာ ဝေါ်နိုင်းစတိုးရဲ့စေဆိုင်မြောက်မြောက်ကလာဆိုင်ခွဲကိုသူတမလမ်းမကြီးမြောက်ကလာ6ခွေမှတ်တိုင်အနီးမှာဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။ရခိုင်လှဲတန်းဆိုင်ခွဲ၊ရှီပုံသာဆိုင်ခွဲ၊လတ်သာဆိုင်ခွဲ၊လမ်း30ဆိုင်ခွဲ၊မင်္ဂလာတောင်ညွန့်ဆိုင်ခွဲ၊မြင်းဒီကုန်းဆိုင်ခွဲ၊လှဲတန်းဆန္ဒနဲ့ပါရမီဆိုင်ခွဲနဲ့ယခုအခါမြောက်ကလာဆိုင်ခွဲတို့အထိဆိုင်ခွဲပေါင်း10ဆိုင်တိတိဖွင့်လှစ်နိုင်ခဲ့တာဟာဆိုရင် online store မိသားစုရဲ့အောင်မြင်မှုနဲ့အတူဈေးဝယ်သူမိဘပြည်သူများရဲ့အစဉ်တစိုက်အားပေးလာမှုကြောင့်ပဲဖြစ်ပါတယ်။ရဟူမြင့်မွင့်ကျဲပြည်သူများအတွက်လည်းယခုအသစ်ဖွင့်လှစ်လိုက်ပြီဖြစ်တဲ့ online မြောက် class store ကိုလာရောက်အားပေးဖို့အတွက်ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ။ ရည်ရွယ်များခင်ဗျကျွန်တော်ဒီကနေ့တင်ဆက်ပေးခဲ့တာဆိုရင်တော့အမျိုးသားဖက်ရှင်အမျိုးသမီးဖက်ရှင်အလှကုန်ပစ္စည်းမျိုးစုံနဲ့အသုံးဆောင်ပစ္စည်းမျိုးစုံတို့တနေရာရဲမှာတွေ့ရှိနိုင်မယ်။မြောက်ကလာမျိုးနဲ့ဘောနိုင်းစတိုးဆိုင်ဝဲသစ်စေဆိုင်မြောက်ဆိုင်ဝဲသစ်ဖွင့်လှစ်ချက်အခမ်းအနားကြောင့်ရိုက်ကူးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နောက်ထပ်လေကျွန်တော်တို့ရန်ကုန်မြို့ကွင်းကျေးစီစဉ်ကနေအခုလိုစိတ်ဝင်စားစရာကောင်းတဲ့အစီအစဉ်ကောင်းမျိုးတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ပရိသတ်များစောင့်မျှော်ကြည့်ရှုပေးဖို့ပြောကြရင်လည်းဒီကနေ့ရန်ကုန်မြို့ကွင်းကျေးစီစဉ်ကနေနှုတ်ဆက်ချင်ပါတယ်ခင်ဗျ။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။